အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးမြို့စတင်ဌာနကနေသတင်းများကိုတင်ဆက်ပေးပါမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ MNDAA ရဲ့စစ်တုံဘတ်ဟောင်းနမခစစ်တိုင်းမှုမျိုးမင်းထွေအမိန့်ဖြင့်ခံကောနယ်ရှိအရာရှိအချို့နဲ့စစ်မှုရန်အများစုပါသည့်စစ်အင်အားများကလေးမျိုးကိုရောက်ရှိစစ်ကြောင်းများပြိုင်ထိုးရန်လှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းခံကောမျိုးနယ်ကဖြူဟာမှုအပါဝင် အကြံဖက်အရာရှိတချို့နဲ့စစ်အင်အားတွေကိုမုံရွာနမခတိုင်းမှု မျိုးမင်းထွေကကလေးမျိုးစီခေါ်ယူအင်အားဖြစ်တင်ရင်နာမခနယ်မြေအတွင်စစ်ကြောင်းတွေပြိုင်ထိုးခိုင်းဖို့လှောက်ဆောင်နေတယ်လို့ရောအလင်းတန်းအဖွဲ့ဝင်ကိုမင်းတက်တာကသတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နဲ့18ရက်နေ့တွင်မှာဂံကော်မြို့ခလာရ90တက်ကအကြံဖတ်ပြူဟာမှုလှမျိုးထွန်းနဲ့အရာရှိအချို့အပါဝင်စစ်အင်အားတချို့ကိုစစ်ထောက်ဖို့ရဟတ်ရင်တွေနဲ့ဇကိုင်းတိုင်းကလေးမျိုးစီခေါ်ဆောင်ခဲ့တယ်လို့နေမြချင်းထိဆက်နေတဲ့တာယာဝတီပြူစောတီရွာကစစ်ကော်မရှင်အင်အား30နီးပါးလဲပါဝင်ခဲ့တယ်လို့သိရပါရယ် အဲ့ဒီလိုခေါ်ဆောင်ခံရတဲ့အကြံဖတ်စစ်ကော်မရှင်တပ်သားအများစုဟာပြည်သူစစ်မှုထမ်းပါစရီဖြစ်ကြပြီးကလေးမျိုးတက္ကသိုလ်မှနေရာယူထားကြောင်းသိရပါဗျ။အကြံဖတ်စစ်တပ်ဟာအော်တိုဘာလဒုတိယနဲ့တတိယပတ်တွေတည်း Y8 ထောက်ဖို့လေရင်နဲ့9ကြိမ် ATR 72စစ်ထောက်ဖို့လေရင်နဲ့2ကြိမ်စုစုပေါင်းစစ်အင်အား300နီးပါးကိုကလေးမျိုးစီခေါ်ဆောင်ထားခဲ့တယ်လို့လဲကိုမင်းတပ်သားကပြောပါရယ်စစ်တပ်ကခံကောဟန်တာဝတီကလေးကလန်ပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အပြင် ခေါ်ယူအားဖြည့်ထားတဲ့စစ်အင်အားတွေနဲ့ချင်းပြည်နယ်ဟာခါအပါဝင်တမူးမုံရွာကလေးနဲ့ဂန်ကောနယ်တွေစီစစ်ကြောင်းတွေအပြိုင်ထိုးဖို့ကြိုးစားလာတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လအတွင်းအရှိမြောက်တိုင်းစစ်ဌာနချုပ်လာရှိုးကို MNDAA နဲ့ပူးပေါင်းတပ်တွေဝင်ရောက်သိမ်းပိုက်ချိန်လက်နက်ချအညံ့ခံခဲ့တဲ့ဘုံမူးချုပ်မျိုးမင်းထွေဟာတုံပန်းအဖြစ်ကနေလွတ်မြောက်လာပြီးတဲ့နောက်မှာမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဆင့်အထိယာဒူးထိုးခံခဲ့ရပါဗျ။ အဲဒီနောက်မှာတော့မုံရွာနဲ့ချောင်းဦးမျိုးအဆက်ဖုံတို့ရွာလေးချောင်းထိုက်ခိုက်မှုအပါအဝင်ဆေးရဇဝတ်မှုတွေကိုဆိုးဆိုးရွာရွာပြန်လည်လှုပ်ဆောင်လာတာဖြစ်ပါတယ်။လက်ရှိမှာမကွေတိုင်ကံကောမြို့နယ်မြောက်ပိုင်းဟန်တာဝရီပြူစော်တိရွာနဲ့ကလေးမြို့နယ်တောင်ပိုင်းကြံသာရွာကအကြမ်းဖက်ပူးပေါင်းစစ်ကြောင်းဟာမှန်တော်ရွာအတွင်းရောက်ရှိနေပြီးကလေးမျိုးကစစ်ကြောင်းနဲ့အတူကံကောမျိုးကိုကလေးကံကောလမ်းပိုင်းအတိုင်းလာနိုင်ချေရှိတယ်လို့လည်းကိုမင်းထက်တာကပြောပါရယ်ဟန်တာဝရီရွာကစစ်ကြောင်းကလည်းကလေးမျိုးဘက်ကိုရသလောက်ထိုးပေါက်နေပြီး ကလေးမျိုးဘက်ကလာတဲ့စစ်ကြောင်းနဲ့ဂံကောကလေးလမ်းမကြီးတစ်ခုလုံးကိုပြန်လည်ထိန်ချုပ်ဖို့ကြိုးစားတဲ့အခြေအနေပါနောက်ပြီးစစ်တိုင်းတွေခြုံလိုက်တော့နာမခါကချင်းပြည်နယ်အထိတာဝန်ယူရပါပြီအဲဒါကြောင့်ကလေးမျိုးပေါ်စုစည်းထားတဲ့ကောင်တွေကချင်းပြည်နယ်ဟာကားမျိုးဘက်တပွဲစကိုင်းတိုင်းတမူးမျိုးဘက်တပွဲနှစ်ဖွဲ့ခွဲပြီးရွေးကောက်ပွဲအမိပို့မယ်လို့သိရပါတယ်အခုတောင်ပို့နေပါပြီနောက်ပြီးကလေးကနေဂံကောဘက်ထိုးဖို့ဂံကောကဖြူဟောင်မှုကိုခေါ်တယ်လို့ထင်ပါတယ်လို့ရော်အလင်းတန်းအဖွဲ့ဝင်ကိုမင်းတက်တာကသတင်းဌာနကိုပြောပါတယ် အကြံဖတ်စစ်တဲ့အနေနဲ့ကလေးကံကောလမ်းပိုင်းအပေါ်အင်အားလုံးရင်တုံးပြီးစစ်ကြောင်းထိုးနှိမ်မှုတွေကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်းကျန်သာရွာကနေတော်လန်ရေးတက်တွေပြန်လည်ဆုတ်ခွာပေးထားရပါတယ်။ကလေးမျိုးနဲ့တောင်ပိုင်းမိသူမြောက်ပိုင်းကကလေးတမှုခေါ်အာရှလမ်းမကြီးဘက်မှလည်းအကြံဖတ်စစ်အုပ်စုက SNE, KTE, ULFA နဲ့နာက NSAC လက်နက်ကိုင်အင်အားတွေအသုံးပြုပြီးပြီးခဲ့တဲ့ဩဂုတ်လကလေးကစစ်ကြောင်းတွေထိုးနေရတော်လန်ရေးတက်တွေနဲ့ထိတွေ့တိုက်ပွဲတွေရှိနေပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။